ားပါခေတ္တတယ်လီဗေးရှင်းသတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးတီယန်လန်လေးကလက်လွတ်လိုက်ရသည့်မိုးကုံနဲ့မုံမိမျိုးတို့ကို PDF တံများကထိုးစစ်ဆင်နေပြီးမိုးကုံဤစီရဲ့အရာအရေးပါသည့်စကန်ကုန်တစ်ခုကိုတိမ့်မိုက်ရှာစီဟု NUG ကကြေညာစွာသတင်းကိုတင်ဆက်ပေးမှဖြစ်ပါတယ် မန္တလေးတိုင်းမိုးကုံမြို့စမ်းပြည်နယ်မုံမိတ်မြို့ဒေသတို့ကို PDF တပ်များကထိုးစစ်ဆင်တိုက်ခိုက်နေပြီးမိုးကုံဤစီရဲ့အရာအရေးပါသည့်စခန်းကုန်းတစ်ခုကိုတိမ်မိုက်ရရှိထားကြောင်းအမျိုးသားညညရေးအစိုးရ NUG အစိုးရကယနေ့ဒီဇင်ဘာလ6ရက်နေ့မှာတရင်ထုတ်ပြန်ပါတယ်။အမျိုးသားညညရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော်စင်ယွန်းကျော်အနေဖြင့်မိုးကုံမုံမိတ်ဒေသစစ်ဆင်ရေးစီးပွားရေးအဖွဲ့ကို နိုဝင်ဘာလကိုရန်နေကလေးကစတင်ဖွဲ့စည်းခဲ့ပြီးသက်ဆိုင်ရာဒေသတွင်ရှိ PDF များပကဖများကိုစုစည်းစီလျက်တသက်မသိသောအမိန်ဘေးကိုကဲမှုစနစ်အောက်မှသိအနီးကကြီးကြပ်ကိုကဲလျက်ရှိကြောင်းသိရပါသည် ဒါအပြင်တိုက်ပွဲများမဖြစ်ပွားမီကပင်အပြစ်မဲ့အရသာပြည်သူလူထုများထိခိုက်မှုမရှိစေရအတွက်ဘဲလွန်ရနေမြေများကိုကြိုတင်ရွှေ့ပြောင်းပေးခြင်း၊နေရာချထားပေးခြင်းနဲ့လူဝတ်တိကူညီထောက်ပံ့မှုများကိုအချိန်နဲ့တပြေးညီပေးရနိုင်ရေးတို့ကိုအရက်ဖက်လူမှုအဖွဲ့အစည်းများနဲ့ပူးပေါင်း၍အလင်းအမြန်ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။ နိုဝင်ဘာလ30ရက်နေ့ညနေ6:00နာရီခန့်မှစတင်ပြီးမော်ကုံမြို့နယ်အတွင်းရှိအကြမ်းမက်စစ်တပ်ခြေကုပ်ယူထားသည့်နေမြေများကိုတော်လည်ရဲတပ်ဖွဲ့ဝင်များကအပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်းထိုတို့တိုက်ပွဲဖြစ်ပွားနေသည့်မှာစ၍ဒီဇင်ဘာလ6ရက်နေ့အထိတပတ်တာကာလအတွင်းတိုက်ပွဲချင်းငယ်ပေါင်း၉ချိန်ထက်မနည်းဖြစ်ပွားခဲ့ပြီးအရေးပါသည့်အချမ်းမက်စစ်တပ်၏စခန်းကုန်းတစ်ခုကိုတော်လရင်တပ်ဖွဲ့များကလက်ရက်သိမ်းပိုက်ထားနိုင်ခဲ့ကြောင်းသိရပါသည်။ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် ြည်သူ့ကာကွယ်ရေးအဖွဲ့များအနေဖြင့်မော်ကုံမုံမိတ်ဒေသသို့ကျူးကျော်ဝင်ရောက်လာသည့်အကြမ်းမတ်ဆိုဆိုတများကိုပြည်သူလူထုများနဲ့လက်တွဲပြီးရွရွချွန်ချွန်ဆက်လက်တိုက်ပွဲဝင်လျက်ရှိကြောင်း NUG အစိုးရကပြောဆိုပါသည်တီယန်လန်လီကတရုတ်၏ဂျောင်းဝင်းစစ်ဆန်မှုဖြင့်၎င်းတို့တိမ်မိုက်ထားသည့်မိုကုံနှင့်မုံမိန်မျိုးတို့ကိုစစ်တပ်ထံသို့ပြန်လည်ပေးရပြီးအော်တိုဘာလ29ရက်နေ့မှစ၍စစ်တပ်နှင့်အပြစ်ခဲရဆက်ထားခဲ့ခြင်းဖြစ်ပါသည်။ဆက်လက်ပြီးမြဝတီမင်းလက်ပန်းရှိချဖြတ်စကန်းကို KLN လေးကင်တွဲမြေဆက်တရင်ကိုတင်ဆက်ပေးမှဖြစ်ပါသည်။ ကရင်ပြည်နယ်မြဝတီမြို့နယ်မင်းလက်ပံကျင်းရွာရှိစေနေထိန်ထိန်ထားသည့်အွန်လိုင်းဝယ်လင်းစခန်းလုံခြုံရေးအခြေအနေအလုံးမင်းဆိုးဝါးလာသည့်အတွက်ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL လေးကိုတာဝန်ပေးလိုက်ပြီးဖြစ်ကြောင်းကရင်မျိုးသားအစည်းအရုံး KNU ကယနေ့မှကြေညာချက်ထုတ်ပြန်ပါတယ်။မြဝတီမျိုးအစီအတောင်ဘက်ရှင်မိုင်ခန့်အကွာထိုင်းမြန်မာနယ်စပ်တောင်ရင်မြစ်ကနေပြီးကရင်လက်နက်ကန်အဖွဲ့ဖြစ်သည့် ဒီမိုကရေစီအကျိုးပြုကရင်တံမတော် DKPA ထိန်းချုပ်ထားသည့်မင်းလက်ပံချင်းရွာအနီးစစ်ကောင်မရှင်တပ်နှင့် KNU တပ်လာအုပ်ခန့်များတိုက်ပွဲဖြစ်ပွားပြီး KNU တပ်များကမင်းလက်ပံချင်းရွာကိုနိုဝင်ဘာလ22ရက်နေ့မှစီးနင်းထိန်းချုပ်ခဲ့ခြင်းဖြစ်ပါသည်။ထိုကျေးရွာရှိအွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသည့်ကရထထပိဋ္ဌာန်းဒီချောင်းဝင်းကိုနိုဝင်ဘာလ22ရက်နေ့မှာ KNU ကဝင်ရောက်စီးနှင်းရာလူ3000ကျော်ကိုဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ယနေ့နနက်9:25မိနစ်မှာစစ်ကောင်မရှင်တပ်မ22ကပြစ်ခတ်လိုက်ပြီး60မမလက်နက်ကြီးနှလုံးကြားရပောက်ခွဲခဲ့ပြီးထိခိုက်ဒဏ်ရာရရှိမှုများဖြစ်ပေါ်ခဲ့ကြောင်းဖော်ပြထားပါတယ်။ဒါကြောင့်နေဆက်မှာစိုးရိမ်ရသည့်အခြေအနေများဖြစ်ပေါ်နေတယ်လို့ KNU ကဆိုပါတယ်။ထို့ထို့သောအခြေအနေမှာ KNU သည်၎င်းတို့၏လက်နက်ကင်သက် KNL ကိုအာဏာအနှင်းလိုက်ပြီးဖြစ်ကြောင်းထုတ်ပြန်လိုက်ရန်မြို့သူကင်တွေမျိုးကို KNU ဗဟုပြောရေးဆိုခွင့်ရှိသူဘရိုဆော်တန်နီကိုကျွန်တော်တို့ channel ကဆက်တွေ့မေးမြန်းထားပြီးမြင်တော့ပြန်ချက်မရရှိသေးပါဘူး။ အဆိုပါစကန်စီ3582ဦးထဲမှစကန်အပြင်သို့ထွက်လို့သူ2665ဦးကို KNU ကထောက်ခွာခဲ့ပြုခဲ့ပြီးထို2665ဦးအနက်မှ2460ကိုထိုင်းနိုင်ငံဘက်သို့ပို့ဆောင်ပေးခဲ့ကြောင်းကျန်202ဦးမှတောင်ရွေ့မြေကမ်းပြီးစောင့်ဆိုင်နေဆဲဖြစ်ကြောင်း KNU ထံမှသိရှိရပါသည်စကန်အတွင်းကြံစီသူများအနက်မှ900ကျော်ကစကန်အတွင်းမှထွက်ခွာရညှင်းဆန်ခဲ့တယ်လို့ KNU ဒီဇင်ဘာလ3ရက်နေ့ထုတ်ပြန်ချက်အရသိရပါတယ်။ ကျက်စီးနေသူများသည်ခြံဝင်းအတွင်မိဆွခြင်းစူပူမှုများလုပ်နေကြကြောင်းတန်နေခဲ့သူများကကိုနီကိုဟန်ဖြစ်ထွက်ခွာရန်ဒုမဟုံအချားငွေလင်းစခန်းများထံသွားရောက်ခွင့်ပေးရန်တောင်းဆိုခဲ့ကြကြောင်းတချို့သူများမှာခြံဝင်းကျော်ကထွက်ပြေးကြကြောင်း KNU ကကြေညာမှာဆိုပါတယ်ထို့သူများကိုစနေတကြခေါ်ထုတ်နိုင်ရင်နိုင်ငံတကာကိုတောင်းဆိုခဲ့ပေမယ့်တုံ့ပြန်မှုနှေးကွေးခဲ့ကြောင်းပါရှိပါတယ် ဂျမနီမှာထွက်ခွာလူသူ25ဦးကိုတောင်ရင်မြေကမ်းပြီးပို့ဆောင်ပေးခဲ့ကြောင်း၎င်းတို့အနေဖြင့်ထိုစခန်းအတွင်းကျန်ရှိနေသူများအားစားသောက်ရေးစီစဉ်ပေးခဲ့သလိုလုပ်ငန်းရပ်တန့်သွားအောင်ပစ္စည်းဆောင်ရွက်ပြီးဖြစ်ကြောင်း KNU ကပြောပါတယ် KNU ထိန်းချုပ်ထားချိန်မှစ၍လေကြောင်းတိုက်ခတ်မှု၃ကြိမ်ပြုလုပ်ခဲ့တဲ့လုံနိုဝင်ဘာလ30ရက်နေ့လက်နက်ကြီးပစ်ခတ်စဉ်ခြံဝင်းအတွင်တလုံတောင်ရင်မြေကမ်းပြည်လက်နက်ကြီး၃လုံးကြားရောက်ပောက်ခွဲခဲ့ကြောင်းသိရပါတယ်။အလားတူဇမနေ့နနေ7:55မိနစ်မှာမေလက်ပံဒေတာအတွင်စစ်တပ်ကပြစ်ခတ်သည့်လက်နက်ကြီး9လုံးအနက်3လုံးသည်ထိုင်းနိုင်ငံဘက်ခြံကြားရောက်ပောက်ခွဲခဲ့တဲ့လုံလေးလုံးမှာတောင်ရင်မြေကမ်းပေါ်ကြားရောက်ခဲ့ပါတယ်။ဒီဇင်ဘာလ3ရက်နေ့ကလည်းတိုက်ပွဲမှာဘုံစံများကြောင့်ထိုင်းဘက်မှလူနေအိမ်ကုန်လုံးပြစ်စစ်ခဲ့ရတယ်လို့ပါရှိပါတယ်ရှင်။ ဆက်လက်ပြီးထိုင်းဘတ်တို့မြန်မာဘက်မှပြစ်ခတ်သည့်လက်နက်ကြီးကြီးများနဲ့ကြီးစံများထပ်မံကြရောက်ပါကအင်အားသုံးမှုစီမင်းများအတိုင်းလုံးဆောင်မင်းလို့ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တတိပေးဆက်တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကရင်ပြည်မြောက်ပြည်မြို့နယ်မဲလက်ပံကျေးရွာအနီးစစ်တမ်းနဲ့ KLL လေးတို့ကြောင့်ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့်မြန်မာဘက်မှပြစ်ကတ်တီလက်နက်ကြီးကြီးနဲ့ကြီးစံများထိုင်းမက်တို့ကြောင်ရောက်လျက်ရှိရာရင်ကဲသူထပ်မံဖြစ်ပွားပါကအင်အားသုံးမှုစီမင်းများအတိုင်းလုံဆောင်မည်ဖြစ်ကြောင်းထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သတိပေးလိုက်ပါတယ်ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကထိုင်းနိုင်ငံအတွင်းသို့မြန်မာဘက်မှပြစ်ခတ်သည့်လက်နက်ကြီးကြီးများကြီးစံများကြားရောက်နေသည့်သတင်းပေးစီရင်ခံမှုများကိုရရှိထားကြောင်းရင်းတို့ကြားရောက်နေမှုများနဲ့ပတ်သက်၍ထိုင်းစစ်တပ်ကိုမြန်မာဘက်သို့သတိပေးဆောင်ရွက်ရန်ညွှန်ကြားထားကြောင်းလက်ရှိအချိန်ထိထိုင်းနိုင်ငံသားများထိခိုက်ဒဏ်ရာရရှိမှုများရှိပေမယ့်သေဆုံးမှုမရှိသေးကြောင်း အကယ်၍လက်နက်ကြီးကြီးနဲ့ကြီးစံများထိုင်းမဲ့သူထပ်မံကြရောက်ပါကအင်အားသုံးမှုစည်းကမ်းများအတိုင်းအကောင့်တွေပေါ်သွားမည်ဖြစ်ကြောင်းတတိပေးပြောဆိုပါတယ်။ဒါအပြင်မြန်မာဘက်မှပြစ်ခတ်သည့်လက်နက်ကြီးကြီးနဲ့ကြီးစံများကြားရောက်နေသည့်နေရာများအပါအဝင်အနေရရှိသည့်နေရာများမှအရက်သားများကိုပေးလို့ရွှေပြောင်းပေးရန်အမိန်ပေးမည်ဖြစ်ကြောင်းထိုင်းစစ်တပ်၏ပို့ချုပ်ကြီးကပြောဆိုပါတယ်။ ရမနေ့နေ့နဲ့ပိုင်းကရင်ပြည်နယ်မြမတီမြို့နယ်မင်းလက်ပန်းချင်းရွာအနီးစစ်တပ်နဲ့ KNL တပ်များကြားတိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ကမြမဘတ်မပစ်ခတ်တီလက်နက်ကြီးကြီးထိမှန်၍ထိုင်းနိုင်ငံအတွင်သို့ကြာရောက်ပြီးထိုင်းနိုင်ငံသားတအူးအပြင်းထန်တရားရရှိပါသည် အလားတူဒီဇင်ဘာလ3ရက်နေ့ည9:35မိနစ်အချိန်မြန်မာနိုင်ငံဘက်မှပြစ်ခတ်တိကြည်စံကထိုင်းနိုင်ငံမင်းစားမျိုးပတ်ချန်ရှိကြေးရွာများအတွင်သို့ကျရောက်ပြီးအသက်69နှစ်အရွယ်ထိုင်းနိုင်ငံသူအမျိုးသမီးကြီးပေပဲချရာကိုထိမှန်တရားရရှိခဲ့ပါသည်ထိုင်းစစ်တပ်ကလက်နက်ကြီးစံများထိုင်းမချန်တို့ကြားရောက်နေမှုနဲ့ပတ်သက်၍မြန်မာဘက်ခြမ်းသို့တရားဝင်ကန်ကွက်စာပေးပို့ခဲ့ပြီးထိုင်းမြန်မာနယ်စပ်တစောင်းမှလုံခြုံရေးပုံမှုတင်ကြားထားကောင်းမြန်မာဘက်သို့ထိုင်းစစ်တပ်ကမိခိုးပုံများပြန်လည်ပစ်ခတ်ခဲ့ပါသည် နိုဝင်ဘာလ30ရက်နေ့ထိုင်းဘက်သို့မြန်မာဘက်မှပြစ်ခတ်သည့်လက်နက်ကြီးကြီးများကြားရောက်ပြီးတောင်ရင်မြစ်တို့ကူပြက်သည့်နေဆက်ကင်များအလုံးကုန်ထိုင်းအနာပိုင်များက9ရက်တိတိပိတ်ပင်လိုက်ကြောင်းဒီဇင်ဘာလ3ရက်နေ့ထိုင်းစစ်တပ်ကတရားဝင်ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်မြောက်ပြည်မြို့နယ်မင်းလက်ပန်ရွာအနီးရှိကြားဖြတ်လုံရုံများကုန် KNU ကနိုဝင်ဘာလ22ရက်နေ့တင်မိုက်ခဲ့ပြီးနောက်အဆိုပါနေရာများရှိကြားဖြတ်အလုံရုံနှင့်ဝင်းများကုန်စုံစမ်းစစ်ဆေးရေးများလို့ဆောင်နေချိန်စစ်တပ်ကရင်းနေရာများကိုပြန်လည်တင်မိုက်နိုင်ရင် ထိုးစစ်အစင်ဟောမြင့်နေခြင်းဖြစ်ကြောင်းနေဆက်ဒေတာတရင်ချင်းမြင်းများ၏အဆိုအရသိရပါရရှင်